ကျွန်တော်ပြောချင်တဲ့စကားလုံးတွေကိုအငှားပဇာနဲ့ကြော်မျိုးမင်းကိုကျွန်တော်ကပြောခိုင်းလိုက်။ဒါပေမဲ့ကျွန်တော်ပြောတာမဟုတ်ဘူး။ကြော်မျိုးမင်းပြောတာ။နော်။ကြော်မျိုးမင်းပြောပေမဲ့ तू ပြောတဲ့စကားလုံးတွေကကျွန်တော်ပြောချင်တဲ့စကားလုံးဖြစ်တယ်။ကဲပြောမင်းတို့ပြောတဲ့ရိုဟင်ဂျာဆိုတာဘင်္ဂလားဘင်္ဂလားဒေ့ရှ်မှာရှိသလား။ အခုဘင်္ဂလားဒေ့ရှ်မှာစကားပြောနေတဲ့လူတွေနဲ့ဒီဘက်ကဘင်္ဂလီရိုဟင်ဂျာတို့တို့တက်ထားတဲ့လူတွေစကားပြောတဲ့ဘာသာစကားအတူတူပဲဟိုဘက်ကအဲ့လိုဘာမှမလို့ရိုဟင်ဂျာမရှိဘူးဒီဘက်မှာလာရှိရတော့မေးရပါလေရိုးရိုးလေးပဲဒါ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 တရားတရားရုံးမှာရှောက်လက်ချက်တွေ share လုပ်ပေးရမှာ report လို့တကအဲ့တိုင်းပို့ပို့ရမှာဒါပေမဲ့အစိုးရဘက်ကလည်းအဲ့ဒါကိုထောက်ပြပြီးရှင်းတာမျိုးကကျွန်တော်သိတခါအထူးကြောင့်မတွေ့ရအောင်ဆိုတော့ရိုဟင်ဂျာဆိုတာမျိုးအမှမရှိဘူးဒေါက်တာဆီအစိုးရထက်မှလည်းမရှိဘူးလို့ညင်းခဲ့တာပဲဥသိသိလည်းမရှိဘူးညင်းခဲ့တာပဲနော်အဲ့ဒီမတိုင်ခင်ကဥသန်းရွှေနဲ့တက်ဆိုပိုတော်ဆီတော့ don't care ပဲဥသန်းရွှေဆိုအဲ့လိုနေခဲ့တာအဲ့တော့ မရှိတဲ့လူမျိုးကိုခေါင်းစဉ်တက်ပြီးတော့ရှင်းရှင်းပြောရရင်တော့အာဂျန်နာစတင်နဲ့လာတဲ့ project ကြီးကိုနိုင်ငံလူပဲ project ကြီးကို NUG အုပ်စုကသူတို့ကအဲ့ဒီဘက်မှာသွားရပ်လိုက်တာအဲ့တော့နိုင်ငံကိုရောင်းစားတာနိုင်ငံရဲ့နေနမိတ်ပိုင်းခြားတွေကိုဒီဘင်္ဂလီတွေလက်ထက်ကိုရောင်းစားဖို့ဘင်္ဂလီရဲ့လုံခြုံရေးတွေလက်ထက်ကိုရောင်းစားဖို့ NUG ကစူးစမ်းတာအဲ့တော့အဲ့လိုစူးစမ်းတာယူကျွန်တော်တို့ကတော့လုံးဝလက်ခံမရအောင်အဲ့တော့